မွေးတောင်ကြီးရွာမှာရှိတဲ့ဘိုးလာမောင်တို့အိမ်မှာလူတွေစေကားနေပါတယ်။အကြောင်းကဒီနေ့ဘိုးလာမောင်ရဲ့တောင်းငယ်မောင်ရက်တရားတအိုးတိန်ခွဲဖို့အတွက်အိမ်ဆောင်မနေရာကိုမြေညှိတဲ့ရက်လည်းဖြစ်တယ်။ကြီးရွာရဲ့ထုံးစံတိုင်းတိန်ကကိစ္စရှိရင်တရွာလုံးကဖိတ်ကြားစရာမလိုပဲနဲ့လာရောက်ကူညီကြတာကြောင့်လူအုံနေရခြင်းလည်းဖြစ်ပါတယ်။အိမ်ဆောင်မနေရာကမငြိညာတဲ့မြေရင်ဖြစ်တာကြောင့်မြေညှိရတယ်။လူရောက်30ခန့်ရှိပေမဲ့မြေညှိခြင်းကိစ္စဟာတည့်ရက်ထဲနဲ့မပြီးဘူး။ ဒါကြောင့်နောက်နေ့ဒီမှာပါမြေညှိနေရခြင်းဖြစ်ပါတယ်။မြေညှိဖို့သုံးရမြောက်တဲ့နေ့မှာအိမ်ဆောင်မဲ့နေရာမှာအတော်တန်ကျဲဝန်းလာပြီလေဖြစ်တယ်။တတိယနေ့မှာတော့လူသိမ့်မများတော့ပဲနဲ့အိမ်နီးနာချင်းနေနဲ့အမျိုးတွေသာလာရောက်တယ်။မောင်မြတ်တယောက်သူ့ရဲ့အိမ်နီးအတွက်စူးစားပန်းစားဝင်ပြီးတော့မြေညှိတယ်။ဒီလိုမြေညှိနေတော့မောင်မြတ်တယောက်အရာဝတ္ထုတစ်ခုကိုတွေ့မိတယ်။ပေါ်ပြားရဲ့အရှင်ကြောင့်ဒီဟာခွန်ကနေမြောက်ကွဲသွားတဲ့ အတူပဲအပိုင်းစားတချို့ဟာနဗီတစ်ဖက်တစ်ချက်စီကိုပါလွင့်ဆင်သွားတယ်။ဟာငမြက်တောက်တုံးတိုးမိပြီလားကွမဟုတ်ဘူးဗျဘာအိုးလေးလည်းမသိဘူးဘေးကအတူလုံနေကြသူတွေဟာမောင်မြတ်တယောက်တောက်တုံးများတိုးမိပြီပြီဆိုပြီးတော့ထင်သွားကြတယ်။ဒါပေမဲ့အတင်းနဲ့မြဟာတက်တက်ဆင်အောင်လွဲသွားပါတယ်။မောင်မြတ်ကတူတူမိတဲ့ຢာကိုကြည့်ပြီးတော့အန်အောင်မင်တက်သွားတယ်။ဟာငါဘာများတိုးမိလဲဒီမှာလာပြီးတော့ကြည့်ကြအောင် ဘာမှလည်းငမြက်လူတွေအားလုံးဟာမောင်မြတ်ပြတဲ့နေရာကိုကြည့်တဲ့အခါမြေကြီးတွင်းမှာအိုးနှကန်းပက်ကြီးတစ်လုံးကိုတွေ့ရပြီးတော့အဲ့ဒီထဲမှာတော့မြားပြတ်လာတဲ့ရှေးခေရွှေရင်းကားပြားတွေကိုတွေ့ရတယ်။ဟာရွှေရင်းကားပြားတွေပါလား။မှန်ကန်ရွှေစစ်စစ်လားကြည့်အောင်။ဒီလိုဆိုပြီးတော့လူကြီးတယောက်ဟာဒင်ကားပြားတွေကိုယူသွားနေကကြည့်အောင်ရွှေသာအစစ်ဆိုတာကိုသိလိုက်တယ်။လုံးဝရွှေအစစ်ပဲကွာ ငမြက်မင်းနဲ့ကန်လိုက်ထိုက်လို့ရတာမြေထဲကနေအိုးကိုထုတ်လိုက်ကွာလူကြီးတယောက်ကအဲ့လိုပြောတာကြောင့်မောင်မြက်ဟာရွှေတင်းကားပြားထည့်ထားတဲ့အိုးထဲကနေရွှေတင်းကားတွေတိတ်ချကိုမထုတ်တယ်ဟာအိုးအပြည့်ပဲကွာပစိုးတဲ့ခင်ပြီးတုံချတယ်ထူးဆန်းလိုက်တာရွှေတင်းကားပြားတွေဟာမြေကြီးထဲမှာရှိနေတယ်ဘိုးလာမောင်ဟာထူးဆန်းတဲ့ရွှေတင်းကားပြားတွေကိုပစိုးဘောကိုတုံချတယ်မောင်မြက်က ရွှေရင်ကားပြားတွေကိုပစိုးပေါ်တုံးချလိုက်ရာရွှေရင်ကားပြားတွေကဝန်းထက်နေရလဲတွေ့ရတယ်။မနဲ့မနှောပဲနော်။ရှေးကကရွှေရင်ကားပြားတွေပဲနှစ်ပေါင်းအတော်ကြာပြီတင်းနေ။ရှေးပြင်းနေလက်ထက်ကလေးကဒီရှိပြားတွေကိုတောင်းနိုင်တာ။တပြားချင်းရေတွက်ကြည့်အောင်။မောင်မြတ်ကဒီလိုပြောပြီးတော့ရွှေရင်ကားပြားတွေကိုရေတွက်ကြည့်အောင်။လေးရာနဲ့69ပြားအတိရှိတယ်။ကဲအလုံးမဲ469ပြားဒီရွှေတွေကငါးချံဝန်းထဲမှာတွေ့တာဆိုပေမဲ့ ငါတယောက်တည်းမယူဘူးဒီမှာရှိတဲ့လူတွေကိုတယောက်တည်းပြေးမယ်ကျန်တာတွေကိုတော့ဝိုင်းရည်နဲ့တုံးမယ်အလှုပ်တန်းနဲ့လှုပ်မယ်မောင်မြတ်ကဒီလိုပြောပြီးတော့လူဆက်တယောက်ကို ရွှေရင်ကတယောက်တည်းပြစီဝေးပေးတယ်ကျန်လူတွေကရွှေရင်ကတပြားတာပေးတာကိုစိတ်ထဲမှာဘဝမကျဖြစ်နေပေမဲ့သူ့ချံဝန်ထဲမှာတွေ့တဲ့အတွက်ဘာမှတော့မဟာရရကြဘူးအဲ့ဒီတင်ကားပြားတွေရဲ့တချို့တော့ဘက်ကိုသူ့ခွန်ရောင်းချပြီးတော့အိမ်သစ်ဆောက်တယ်တချို့တော့ဘက်ကိုတော့အလှလို့ဖြစ်တယ် အိမ်သစ်တပ်ပွဲနေမှာတရွာလုံးကိုပိတ်ပြီးတော့အိမ်သစ်တပ်ပွဲကိုခံခဏနာပဲကျင်းပတယ်။မြင်အပ်မမြင်အပ်တဲ့ဘုံသားအလုံးကိုလည်းအမြတမ်းပိတ်ဝဲတယ်။အလုံးပစ္စည်းတော့အိမ်သစ်လေးစီကိုမိသားစုသုံးဦးပြောင်းလာကြတယ်။ပြဿနာကအိမ်ဒီကနေစတင်တယ်လို့ပြောရမှာ။တိတ်ဆိတ်နေတဲ့ညအချိန်မှာအသစ်ဆက်ဆက်အင်ကြီးဟာတိတ်ငနေတုန်လှုပ်သွားတယ်။မြင်းကလေးလှုပ်တယ်လို့ပဲတစ်ချက်တည်းတုန်လှုပ်တာမဟုတ်ဘဲနဲ့သုံးကစတိုက်တုန်နေတယ် ိမ်မောကြနေတဲ့မောင်မြားအင်ကြီးတိတ်ငနဲ့တုံသွားတာကြောင့်လန့်လို့လာတယ်လို့ဇနီးဖြစ်သူပန်းခင်လည်းလန့်ပြီးတော့နိုးလာတယ်။ရှင်သိလိုက်လားကိုမြတ်။အင်ကြီးတိတ်ငနဲ့တုံသွားတာ။အေးကွာ။ငါလည်းအဲ့ဒါကြောင့်လန့်ပြီးနိုးလာတာ။ငလင်လောက်တာဖြစ်မယ်။အားဘလောက်တောင်ပြင်းလဲမသိဘူး။အင်ကြီးကိုတိတ်ငနဲ့နေတာပဲ။အိမ်ကပြည့်ပြည့်ပေါ်ပါမများ။စောင့်မိတာလားမသိဘူးနော်ကိုမြတ်။မဟုတ်ပါဘူးကွာ။မင်းငလင်ကအားပြင်းလို့နေမှာပဲ။ ကဲကဲကဲသမီးလေးနိုးလာတော့မယ်ဘာမှမဟုတ်ဘူးပြန်အိတ်လိုက်တော့မောင်မြတ်ဟာဇနီးတဲ့ကိုနှစ်သိမ့်ပြီးတော့ပြန်အိတ်တယ်ဒါပေမဲ့သူကတော့ပြန်အိတ်လို့မရဘူးဒီချိန်မှာသူ့ရဲ့ကရင်ချဲမှာ နေရဲတဲ့အရာနှစ်ခုကိုမြင်တွေ့လိုက်ရတယ်ဟာဘာကြီးလဲသူ့စိတ်ထဲမှာ တစုံတယောက်ကသူ့ကိုစောင့်ကြည့်တယ်လို့ခံစားရတယ်သိကျင်တဲ့စိတ်ကြောင့်လက်နိုင်မီကိုယူပြီးထိုးကြည့်တယ်ဒါပေမဲ့ဘယ်အရာမှရှိမနေဘူးမောင်မြတ်တယောက် ပြန်အိပ်ဖို့ပြင်နေတော့အပြင်ဘက်ကခွန်ခနဲ့အတန်ကြောင့်အိပ်မရပဲနဲ့အခန်းတကောက်ဖွင့်ကအပြင်ကိုထွက်လာတယ်။ဖျားပန်းအိုကြကွေးနေခြင်းဖြစ်တယ်။ဖျားစင်မော်ကရေးတယ်လေ။ကျမ်းမြင့်မော်ကိုတဘောပေါက်ကြနေတယ်။ဟာဖျားပန်းအိုဥတည်တော့ကွဲသွားပြီကွာ။လေလဲမတိုက်ပဲနဲ့ဘာဖြစ်လို့ပန်းအိုကကြနေရတာလဲ။ပန်းနဲ့အိုနဲ့မကြိုက်တာလားမသိဘူး။မောင်မြတ်ကကျမ်းမော်ကပြန်ကျဲနေတဲ့ပန်းအိုကွဲစားကိုပန်းတွေကိုယူပြီးတော့ ကုံမော်ကိုတင်ထားတယ်။ဒီကျမှာပဲသူ့အကြည့်တွေဟာအမှန်မတင်မှန်ပတင်းပေါက်ကနေကြော်ပြီးတော့ခြံဝိုင်းထဲကိုရောက်သွားတယ်။ဟာဘာတူလဲကွာကုံကုံကကွာနဲ့ခြံထဲမှာတကိုးဝင်နေပြီတင်းနေ။လာရောင်အောင်မှမြင်ရတဲ့ကုံကုံကကွာအရာတကူကိုတကိုးလို့မှတ်ပြီးတော့နေရာမှာအလှချိတ်ထားတဲ့ငှက်ကြီးတောင်တစ်ချီကိုယူတကားကိုတိတိဆိတ်ဖွင့်ကအပြင်ကိုထွက်လာတယ်။အနောက်ကမြင်နေရတဲ့လူကမောင်မြတ်ကိုတရိပ်ထားမိဖို့မပေါ်ဘူး။နေကြီးကသာအပတ်တကုတ်တိုးနေတယ်။ မောင်မြတ်ကငှက်ကြီးတောင်သားကိုလက်နဲ့ဖက်နဲ့မြဲမြဲဆွဲကင်ပြီးတော့အပေါ်ကိုဟန်ပပါမြောက်ကမြေကြီးတူးနေတဲ့သူကိုလွှဲပြီးတော့ခုတ်ချလိုက်တယ်။အရှိကငုတ်တော့ဖြစ်နေတဲ့လူကိုလွှဲခုတ်လိုက်ရလေးဟာနဲ့တကူကိုသာခုတ်မိသွားတယ်။ရှေးကလူကတော့သူ့ရဲ့ message ရှေ့မှာနေမယ်ပျောက်ချင်မလားပျောက်ကွယ်သွားတယ်။ဟာဘာလဲကွာဒီလူကပြေးတာမြန်လာကြီးလား။ငါပဲအမြင်မှားလား။မဖြစ်နိုင်ပါဘူး။ငါ့ရဲ့ message အောက်မှာပဲသူ့ဒီလောက်တော့မှာ မြ мян ရှောင်းနေမှာလားမောင်မြက်ကမကြည်မနဲ့နဲ့ဟိုဒီဒီလိုက်ရှာတယ်ဒါပေမဲ့ဘာမှမတွေ့ရဘူးတာမန်ဆိုသူ့ရဲ့ဓာလွဲခုတ်ချက်ဟာလူတော်မမဟုတ်တလေးဆန်တဲ့ကောင်ဆိုတော့မှတိကနဲ့ပြတ်နိုင်တယ်အခုတော့လေးဟာနေကိုသာခုတ်မိတယ်ချမ်ပါဝန်းကျင်နဲ့စိတ်ကြိုက်အောင်ပတ်ရှာကြည့်ပြီးတော့အိမ်ထဲကို ပြန်ဝင်လာတယ်ဇနီးနဲ့သမီးလေးကတော့အပြစ်ကင်းစင်ဆောင်နေပဲအိမ်မောကြနေတာတွေ့ရတယ်။မောင်မြလည်းဖះကိုအာယုံပြုလို့ အိပ်ပြောင်းအိပ်လိုက်ပါတယ်။ကိုမြက်ကိုမြက်ထတော့လေ။အင်းရှင်းမှာကိုနိုင်ဖြူရောက်နေတယ်။အေးပါကွာ။ထပါပြီမိမရ။ညကအိပ်မရလို့ပါ။ပန်းခင်ဟာယောက်ျားဖြစ်သူကိုလာပြီးတော့နိုးတယ်။မောင်မြက်လည်းအိယာကထလာလို့ကိုလက်တန့်စင်ကမေဝကန်ထဲကိုဝင်လာတယ်။မေဝကန်ထဲမှာတော့ကိုနိုင်ဖြူကသူ့ကိုစောင့်နေတယ်။စောစောစီးစီးပါလားကိုဖြူ။မောင်မြက်ဟာလယ်ဘေးမှာပတ်ထားတဲ့မင်းနဲ့တုပ်ပေါ်ဝါနဲ့ မျက်နှာကိုတုပ်ပြီးတော့မေးတယ်။စိုးပါဦးဗျာ။လာပါအောင်ထိုင်အောင်မြက်။ဘာကိစ္စရှိလို့လဲကော်ဖြူ။ကိစ္စတော့ထူထူထူမဟုတ်ပါဘူးဗျာ။နင့်ကိုလေဒါလေးပြန်ပေးခြင်းလို့ပါ။လူတို့ဆိုပြီးတော့ကိုနိုင်ပြူဟာသူ့အိတ်ကတဲ့ကဝါဝါဝင်းဝင်းရွှေရင်ကပြားကိုထုတ်လို့မောင်မျက်စီကိုကမ်းပြီးတယ်။ဒီဖြစ်ကြောင့်ပဲမောင်မျက်ကအံ့ဩသွားပြီးတော့ဒါကဘာသဘောလဲကော်ဖြူ။ကျွန်တော်ပြီးတာနဲသွားလို့လား။မဟုတ်ဘူးငမြက်။ရွှေဆိုတဲ့အမည်ကနဲပေမဲ့ တန်ဖိုးများမှန်ငါသိတယ်။ဒါပေမဲ့ငါလက်မခံပြားစင်းနေဗျာ။ရွှေပိတာတောင်မှလက်မခံတဲ့မင်းကိုတော့ငါအံ့ဩသွားတယ်ကွာ။ကဲဆိုသမ်းပါဦး။ဘာအကြောင်းများရှိလို့လက်မခံတာလဲ။ငါပြောရင်မင်းယုံမှာမဟုတ်ဘူးကွာ။ပြောမှသာပြောစမ်းပါ။ဘာများဖြစ်ခဲ့လို့လဲ။အေးကွာ။အခုမှတော့မထူတော့ဘူး။ငါပြောပြမယ်။ဒီလိုကွာ။အဲ့ဒီကမင်းရွှေတင်ကားပြပြပြီးတော့တို့တွေ ကိုစီအိမ်ကိုပြန်လာကြတယ်လေကွာအဲ့ဒီညမှာပဲငါးနဲ့ငါမိမကအဲ့ဒီရွှေရင်ကပြားကိုကြည့်ပြီးတော့ဝမ်းတာနေတာကွာဒါကိုရောင်းပြီးတော့အလှလုံးကြမယ်ပေါ့ဒါမှမဟုတ်ကွာအဲ့ဒီရွှေပြားငါတို့အိမ်ကိုရောက်တဲ့နေ့ကစပြီးတော့ပြဿနာစတာကွာညဘက်ဆိုအိမ်မှာနေရနေတဲ့အရာတခုကိုမြင်ရတယ်ပြီးတော့အိမ်ကြီးကိုလည်းတစ်ခုခုလာပြီးတော့ကင်လို့တလို့ပဲတိတ်နေတာပဲကွာအဲ့ဒါမင်းတို့အမြင်မှားတာလည်းဖြစ်နေတာပဲလေအိမ်ကြီးတိတ်ငနေဖြစ်သွားတာဆိုတာကလည်း လိန်လှုပ်လို့ဖြစ်မှာပဲအစားကငါလဲမင်းလိုပဲတင်ခဲ့တာငါမြတ်ဒီလိုပဲညစဉ်ညတိုင်းဖြစ်လာတော့ဒီတင်ကားပြကိုတန်တရာဝင်လာတယ်ကွအရင်တုန်းကဒါမျိုးမဖြစ်ဘူးလေတစ်ခါတလေကြာရင်အရန်ကိုကြောက်စရာကောင်းတဲ့အိမ်မကြီးတွေငါမက်တယ်ကွအမွေးမြင့်ထူထန်းနေတဲ့ကောင်ဟာငါ့ကိုလိုက်တက်နေတာလူပဲကွာအိမ်မက်တော်မတ်မှာပေါ့ကွမဟုတ်သေးဘူးငါမြတ်အိမ်မက်ဆိုပေမဲ့တကယ်လို့ခန်းစားရတယ်ကွာ ငါချွေးနှစ်မြောက်ပြီးတော့နိုးလာရင်ငါရဲ့အဲ့ရဘက်မှာအဲ့ဒီကောင်ကတွေ့ရတယ်။ဒါကြောင့်မလို့အသက်အန္တရာယ်ဖြစ်ခင်မှာငါမင်းကိုဒီတင်ကားပြကိုလာပြီးတော့ပေးတာ။ဒါဆိုလဲမင်းသဘောကွာ။မင်းနဲ့မထိုင်လို့မရတာလို့ပဲငါမှတ်လိုက်ပဲ။ကိုနံပြူကဘာမှပြန်မပြောဘဲနဲ့အိမ်ကိုထားပြီးတော့ပြန်သွားတယ်။ယောက်ျားကိုဖြူပြောတာဖြစ်နိုင်ပါမလား။မိမတို့အိမ်ကလည်းညာကတိတ်ငနေဖြစ်တယ်လေ။ လက်ကားပါမိမရငါပေးတာနဲနေရတင်လို့တမင်ရွက်ပြီးတော့ပြန်လာပေးတာဖြစ်မှာပါ စေတနာကလူတိုင်းနဲ့မတန်ဘူးလေကွာမောင်မြအဲ့လိုပြောပြီးတော့အခန်းထဲဝင်ကရွှေတင်းကားပြားကိုတိတ်နေကိုဖြူပြောထားတဲ့စကားကိုသူ့စိတ်ထဲမှာတော့ရှုံကြည့်ခြင်းတို့လည်းဖြစ်တဲ့သူကိုယ်တိုင်လည်းလောလောလတ်လတ်ကြုံတွေ့ထားတာကြောင့်စိတ်ထဲမှာခုလုခုလုလည်းဖြစ်တဲ့ဒါပေမဲ့ငါနဲ့ထိုက်လို့ရတာဆိုတဲ့အတွင်းနဲ့ကြောက်စိတ်တွေကိုထုတ်ပြတယ်အိမ်အစ်တက်ချင်ကစားပြီးညစညာတိုင်း တစ်ခုပြီးတစ်ခုကြုံရတယ်။ရွှေတင်ကားပြားတွေယူထားသူတွေကလည်းတယောက်ပြီးတယောက်သူ့အိမ်ကိုလာပြီးတော့ပြန်လာပေးတယ်။ဒီလူတွေရဲ့မျက်နှာမှာလည်းစိုးရိမ်မှုတွေအပြည့်နဲ့မိမဖြစ်သူလည်းအိမ်မှာတစ်ခုခုဖြစ်သွားတာကြောင့်ရွှေတင်ကားကိုလည်းတန်တရားဝင်လာတယ်။မောင်မြတ်ဟာကိုရိုင်းကြုံတွေ့နေရပေမဲ့အိမ်တစ်သက်သက်ကြီးကိုနှမျောတာကြောင့်ပေပြီးသာနေခဲ့တယ်။တနေ့ညနေမှာတော့မပန်းခင်တယောက်မင်းဖို့ထဲမှာအလုံးရှုံနေရ။မောင်မြတ်လည်းအိမ်မှာမရှိဘူး။သမီးငယ်လေးက အိတ်ခန်းထဲမှာအိတ်နေတယ်။အချိန်ကညနေနေရိုင်းသွင်းတဲ့အချိန်။သမီးလေးကအိတ်ခန်းထဲကနေစူးစူးဝါးအောင်ငိုတယ်။ဒါပေမဲ့မပန်းခင်ဟာသမီးလေးအိယာက နိုးလာလို့ကြီကျနေတဲ့ထင်ပြီးတော့သွားမကြည့်ပဲထားတယ်။ဒီချိန်အဖို့တက်ကနေတတုံလုံးအတန်နဲ့တူတူပစ္စည်းတွေပြုတ်ကျတဲ့တန်ကိုစူးစူးနေရကြလိုက်ရတယ်။ဒီတန်ကြောင့်မပန်းခင်လှုပ်လှက်စတွေကိုထားပြီးတော့အိမ်မကိုတက်လာတယ်။အိမ်ဘကိုရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တက်တည်သေးသွားတယ် အပေါ်တတ်တခုလုံးအုတ်ခွက်ပကံအကွဲစားတွေပြန်ကျင်းနေပြီးတော့လဲနေရွယ်သမီးလေးဟာဗီဒီယိုကိုမှွင်နှောက်ပြီးတော့တစုံတစ်ခုကိုရှာတယ်။သမီးလေးသမီးလေးဒါဘာလုပ်တာလဲ။ကလင်းငယ်ဟာသူ ပြောတာကို မကြားသလိုဗီဒီယိုထဲကပစ္စည်းတွေကိုတစ်ခုပြီးတစ်ခုထောက်နေတယ်။သမီးမေမေပြောနေရလေ။ဘာလုပ်နေတာလဲလို့သူမနောက်ထပ်អော်လိုက်မှခလင်းငယ်ဟာသူ့ဘက်လှည့်လာပြီးတော့မျက်ထောင်နေကြည့်နေကြည့်တယ်။ ငါးပစ္စည်းတွေပြန်ပေးငါးပစ္စည်းတွေပြန်ပေးကလေးငယ်စီကအရှနေရဲ့တန်ကြီးထွက်လာတယ်ပြီးတော့သူ့စီကိုလှမ်းလာတယ်တမီးလေးတမီးလေးရဲ့မူမှန်နဲ့အမူအရာကြောင့်ကြောက်စိတ်ထက်တမီးလေးကိုစိုးရိမ်နေစေရာပို့လာတယ်ဒါကြောင့်ဖះဆင်စီပြေကရေတန်ဘူးငယ်ထည့်ထားတဲ့ပရိရီဘူးကိုလှမ်းယူပြီးတော့ပရိရီကိုတမီးငယ်လေးစီကိုဖျန်းတယ်ကလေးငယ်စီကအားဆိုတဲ့အတန်တန်းကြီးထွက်လာပြီးတော့ကလေးကကြမ်းမြေမော်ကိုလဲကြသွားတယ် မိမျောနေတဲ့ကလေးငယ်ကိုပြေးပွေပြီးအိမ်ပေါ်တက်ကနေအမြန်ဆုံးဆင်းလာတယ်။ပြီးတော့သူ့ရဲ့မိဘအိမ်ကိုပြေးသွားတယ်။ကလေးငယ်ကတော့သတိပြန်လည်လာပြီမဲ့အငူတီးဖြစ်နေပြီးတော့မိခင်နာကနေမခွာတော့ဘူး။အခုတော့ညာခွန်နိုင်ကန်ရောက်တဲ့အခါမောင်မြတ်ပြန်လာတယ်။ခါတိုင်းအိမ်ရှိမှစောင့်နေကြသမီးငယ်ကိုမတွေ့ရဘူး။မိဖို့ထဲမှာချက်ပြုတ်နေတဲ့ဇနီးတဲ့ကိုလည်းမတွေ့ရတာကြောင့်အိမ်နေတဲ့အမှန်နဲ့အိမ်ပေါ်တက်လာတယ်။ဟာဘုတ်တော် အိမ်မှာဘာတွေဖြစ်နေရလဲသမီးလေးသမီးရေပန်းခင်အိမ်မှာဘာတွေဖြစ်နေရလဲကွာမောင်မြအိမ်ပေါ်တက်လာရင်လည်းငွားစာကျဲနေတဲ့အရာတွေကိုမြင်ပြီးသမီးနဲ့ဇနီးကိုအကျိုးကြောင်မေးတယ်ဒါပေမဲ့အိတ်ဆိတ်နေပြီးတော့ပြန်ထူးတယ်မကြဘူးအိမ်မှာတယောက်မှမရှိကြလို့သကိုးဝင်သွားပြီတင်းနေငါဒင်ငါးပြားတွေတော့ပတ်သွားပြီလားမသိဘူးမောင်မြဟာဇနီးနဲ့သမီးကိုစိတ်မပူဘဲနဲ့သူ့ရဲ့ရွှေဒင်ငါးပြားတွေကိုသာစိတ်ပူပြီးတော့အခန်းထဲဝင်သွားကဂရင်အောက်ကိုကြည့်တယ် ရွှေရင်ကထိုက်ထားတဲ့တက်တာလေးကတော့မူလာတိုင်းရှိနေတော့မယ်။ဟာတော်သေးတာပေါ့ကွာ။ဒီမိမဘဲသွားနေရလဲ။မိုးချုံနေပြီ။အခုထိလည်းပြန်မလာသေးဘူး။အင်ကိုတခိုးဝင်လာတော့မှမသိဘူးလားကွာ။တယောက်တည်းမြေတုံတောက်တီးပြီးတော့ရွာတဲ့ကိုသွားကဇနီးတဲ့ကိုလိုက်ရှာတယ်။နောက်ဆုံးမှာတော့ရောက်ကမဖြစ်သူနဲ့အင်ကိုရောက်လာတယ်။ပန်းခင်ပြန်မလာသေးဘူးလားကွာ။အချိန်ကိုလည်းကြည့်အောင်။မိမတယောက်ကဒီအချိန်အထိအင်လည်းနေတော့လား။ ရှင်မဲပြန်တော့ကိုမြတ်ကျမပြန်မလိုက်ဘူးဘာပြောတယ်တနေ့ကုန်လဲရရင်ပြီးရောပေါ့ကွာအခုအိမ်မှာတကောဝင်နေပြီနင်းကအိမ်ကိုမကတ်ချင်သေးဘူးဒီလောက်အင်ကြီးအိမ်ကောင်းနေထားတာမှမနေချင်ဘူးလားမနေနိုင်ဘူးဖျားတာမကဲ့ရင်သမီးလေးရဲ့အသက်ကိုဆုံးရှုံးတော့ရမှာမို့လို့အိမ်မှာတကောဝင်နေတာမဟုတ်ဘူးတရေတဲ့ဘက်ကြီးဝင်နေတာကျမမနေရဘူးအရက်စကားတွေနားထောင်နေပြန်ပြီကွာအိမ်အစ်စ်ကြီးကဘယ်တရေဝင်မှာလဲ အခုချက်ချင်းတမီးလေးကိုခေါ်ခဲ့ပြန်မယ်။မောင်မြအိမ်ပြန်ဖို့ခေါ်ပေမဲ့ဇနီးဖြစ်သူကပြန်မလိုက်ဘူး။နှစ်ယောက်သာစကားအခြေတိုင်ဖြစ်ကြရာယောက်ကမဖြစ်သူကဂျားဝင်ပြန်ပြေးပြီးတော့အဖြစ်မှန်ကိုပြောပြတယ်။ဒီကမှသာတမီးလေးကိုစိတ်ပူရကောင်းမှသိသွားတယ်။တမီးလေးမတည်ကောင်းမပြောက်ကောင်းကွာ။ဒါဆိုအိမ်ထဲကပစ္စည်းတွေကတမီးလေးဖွာထတာပေါ့ဟုတ်လား။ဟုတ်တယ်။အိမ်ထဲမှာမကောင်းတာတခုရှိနေတယ်။သူတို့တွေပြောနေကြသလိုပဲ။ ရွှေရင်ကပြားကိုဆွဲကတ်နေတဲ့ဝိညာဉ်ကဒီထဲမှာရှိနေတယ်။ဒီကိစ္စကငါ့ရဲ့ပေါ်ဆောင်မှုကြောင့်ဖြစ်ရတာ။ငါ့ရဲ့လောဘတွေကြောင့်ငါမိသားစုအသက်ဘေးနဲ့ကြုံလာရတာ။ကိုဖြူတို့ပြောတဲ့အချိန်ကျရင်ငါနားထောင်ခဲ့ရင်တော့အခုလိုဖြစ်လာမှာမဟုတ်ဘူး။ဒါတော့အိမ်ထဲကနေအဲ့ဒီကောင်ကို မောင်းထုတ်နိုင်တဲ့ဆရာကိုရှာမယ်။မောင်မြတ်ကအဲ့လိုပြောပြီးတော့အနုအကျမ်းနိုင်တဲ့ဆရာတွေကိုရှာဖွေတယ်။ဆရာကောင်းမတွေ့ခင်မှာတော့အင်ကြီးကိုဒီတိုင်းပဲပြစ်ထားတယ်။ သုံးလေးလခန့်ကြာပေမဲ့ဆရာကောင်းတမကောင်းနဲ့မတွေ့ရပဲဖြစ်နေရ။အင်ကြီးတဲ့မှာတော့အချောက်လန့်နေရပို့ပြီးတော့ကြီးထွက်လာတယ်။ချောင်းဝင်းကြီးကလည်းတော့အောင်ထားပြီးတော့ရှုပ်ပွားလာတယ်။ဒီနေ့မောင်တင်ပေါ်ကအထက်ကညွန်ကြားကြကြောင်းဝေးတောင်ရွာကိုရောက်လာတယ်။အတိမိတ်ဆွေမရှိတာကြောင့်တကြီးအိမ်ကိုရှာပြီးလာခဲ့ရ။ရွာသူရွာသားတွေရဲ့လမ်းညွန်ချက်ကြောင့်တကြီးအိမ်ကိုဆက်ဆိုင်မြိုက်ပဲရောက်ရှိလာတယ်။ပြုတ်ဒါတကြီးအိမ်မို့လားဗျ။အိမ်ရှိကခေါ်တဲ့ကြောင့်ခြံထဲကနေတကြီးကတော့ထွက်လာတယ်။ ဟုတ်ပါတယ်တန်ငယ်။ဘာကိစ္စရှိလို့လဲ။ကျွန်တော်ကခီးသွားပါဗျ။ဒီညတော့တကြီးရဲ့အိမ်မှာတဲလို့ရမလားလို့ပါ။အော်အေးအိမ်ထဲဝင်ခဲ့လေကွယ်။အပေါ်မှာတကြီးရှိတယ်။သူ့ကိုတော့တန်ငယ်ကိုယ်တိုင်မေးကြည့်ပါ။မောင်ထင်မော်လေ channel ကိုဝင်လာပြီးအပေါ်ထဲကိုတက်လာတယ်။အိမ်ကြီးကနှစ်ထပ်ခိုင်ပြည့်ပြီးတော့ကြီးမကျေပြန်းနေ။မောင်ထင်မော်ကဖျားဝဲပြပြီးတော့အင်ဂျင်ချပီးတဲ့နေရာမှာထိုင်နေ။တကြီးဆိုသူကအတောင်မဲ့ခင်တော်နဲ့အကြီးအကဲခက်သူတယောက်လည်းဖြစ်တယ်။ သူကစိတ်ဓာကြီးကိုကဲပြီးတော့မောင်ထင်မောက်ကိုအကဲခတ်တယ်။မောင်ရင်ကဘာတူလဲ။ဘာကိစ္စရှိလို့ကျွတ်တို့ရွာတွေကိုဝင်လာလဲ။ရိုးရိုးတက်တက်လှုပ်လှုပ်လာတော့ကျုပ်အဆုံမဆုံနဲ့တော့။တကြီးရဲ့ဒုံတိတိစကားကြောင့်မောင်ထင်မောက်အနေငယ်တော့လန့်သွားတယ်။ကျွန်တော်ကခီးတော့ပါဗျာ။ဒီရွာမှာတဲပြီးတော့မနှမ်းမှခီးဆက်ခြင်းလို့ဝင်လာခဲ့တာပါ။ကျွန်တော်ကအူကြီးထင်တယ်လို့လူရန်ကမဟုတ်ပါဘူးဗျ။ဟေးဘသူကကို့ဘာသာကိုလူစိုးပါလို့ပြောမှလဲ။ လူစိုးတွေကနှစ်ဖူးပေါ်မှာငါလူစိုးပါဆိုတော့စာတန်းမှာကတ်မှတ်ထားတာစကားပြောပေါက်ဆက်ဆက်နိုင်လာတဲ့လူကြီးကြောင့်ပဲမောင်ထင်မောင်အနေရခတ်သွားတယ်။ဦးကြီးမယုံဘူးဆိုရင်လည်းဗျာဒီညကျုပ်ကိုစောင့်ကြည့်နိုင်ပါတယ်။မောင်ရင်ကိုဒီမှာပေးတဲ့မယ်လို့ပြောမိလား။ကျုပ်ကိုစောင့်ကြည့်ခံရအောင်။ဗျာတကြီးရဲ့စကားကြောင့်မောင်ထင်မောင်ရှက်ပြီးတော့မျက်နှာပြူပြူလေးမှာပန်းရောင်တန်းသွားတယ်။ကျွန်တော်တညနဲ့တဲမှာပါဦးကြီး။ခွင့်ပြုပေးပါ။မရဘူး ငါအိမ်ကအဲ့ရိတ်တာမဟုတ်ဘူးတော့အချင်းရှိတော့တခြားနေရာသွားရှာငါအိမ်မှာတော့ပြီးမတဲနိုင်ဘူးဟုတ်ကဲ့ကျေးဇူးပါဗျာမောင်ထင်မော်လည်းအားထုတ်အာနာဖြစ်သွားပြီးတော့ဆရာဖြစ်သူပေးခဲ့တဲ့လွဲအိပ်ဖြူဖြူလေးကိုလွဲကတကြီးအိမ်ကထွက်လာတယ်ရုံးနဲ့စိတ်ထားတဲ့လုံလိုက်တဲ့ဘူတော့အသာမဲသလောက်သဘောထားကတည်တင်လိုက်ရလုံရောပဲဆရာသာရှိရင်ငါအဖြစ်ကိုကြည့်ပြီးတော့ရင်နေဦးမှာမြင်တယ်မောင်ထင်မော်တယောက်သူ့အဖြစ်ကိုပြန်တွေးပြီးတော့ကြည့်ကျင်သွားတယ် မိုးကလည်းချက်လို့နေပြီဖြစ်တာကြောင့်ရွာထဲမှာရှိတဲ့သစ်ပင်ကြီးအောင်မှာဝင်ထိုင်ပြီးတော့နားတယ်။ဘယ်အိမ်မှဝင်ပြီးတော့မတရေတော့ဘူး။ထပ်ပြီးတော့မောင်းထုတ်ခံရမှာဆိုတာကြောင့်ဒီအပင်အောင်မှာထိုင်နေရ။ဒီချိန်မှာခြံတော့တဲကနေပြင်လာတဲ့လင်မြန်တစ်ယောက်ဟာသူ့အနားကိုရောက်လာတယ်။ဒီလိုနှစ်ယောက်ကသူ့ကိုမြင်တော့ဒီကညီလေးကဧည့်သည်ထင်းနေ။ဟုတ်တယ်ဗျ။ကျွန်တော်ကခီးသွားတယောက်ပါ။တဲဖို့နေရာရှာမတွေ့တာနဲ့တင်ဒီမှာနားနေတာ။တကြီးအိမ်ကိုသွားမတည့်ဘူးလား။ တော့ပါပြီဗျာခမရတို့ဒီဟာယူတကြီးကရုံနဲ့စိတ်နဲ့လိုက်လုံးနေမဲတူးနေတာပဲကျွတ်တို့ယူရတကြီးကတော့ဒီတိုင်းပဲဗျတိတ်ကိုကက်စင်းနေတဲ့လူကြီးကဲ့ဗျာညီလေးတဲဖို့နေရာရှာမရတဲ့တော့အကိုကြီးတို့နဲ့ပဲလိုက်ခဲ့ပါလားဟာအခန့်တင်လိုက်တာဗျာမောင်ထင်မော်တို့လည်းအဲ့လင်မြနေရာရဲ့အိမ်ကိုလိုက်လာတယ်အိမ်ကိုရောက်တော့နေမကောင်းဖြစ်နေတဲ့ကလေးငယ်ကိုတွေ့ရတယ်အဲ့လင်မြနေရာကသူတို့မိသားစုကမောင်ထင်ပေါ်ပေါ်မှာပြပြငန်းကအိတ်ခန်းနဲ့ နေလေဘာမှတော့မပူနဲ့တော့ကိုယ့်အိမ်လိုသဘောထားပြီးနေတခုတော့ကြိုပြီးတော့တောင်းပန်နေတယ်အိမ်မကမေမကောင်းတဲ့ကလေးကရှိနေတော့နည်းနည်းတော့နားညိလိုက်မယ်ရပါတယ်ဗျာကျွန်တော်ကိုတညတာတဲခုံဝင် ပြူတာကိုပဲကျေးဇူးတင်လာပါပြီဒါနဲ့ကလေးကဘာဖြစ်တာလဲဗျမောင်တင်မောင်မေးကြောင်မယ်လင်မင်းနဲ့အောင်မျက်နှာပြတ်သွားတယ်ဘာမှမဖြစ်ပါဘူးတာမန့်ဖျားတာနာတာပဲအမကြီးတို့စိတ်မရှိဘူးဆိုရင်ကျွန်တော်ကိုပေးကြည့်ပါလား ကလေးကတာမမဟုတ်တဲ့ဖြားနာမှုရှိနေတယ်လို့ပဲကြည်တန်ကြည်ပေးပါအောင်ဗျာကလေးကတငိုတီဖြစ်နေလို့ပါမုံတယ်ပေါ်လေကလေးကို ကြည့်လိုက်ရတရေဖန်းစားခြင်းခံနေရတာကိုတွေ့ရှိသွားတယ်အကိုတို့ကလေးကိုပြစ်မထားကြနဲ့ဗျကလေးရဲ့အသက်အန္တရာယ်စိုးရင်ရတယ်ဗျဗျဘလို့ညီလေးကျုပ်တက်တော့ပြောရရင်တော့ကလေးကတရေဖန်းစားခြင်းခံနေရတယ်ဗျတရေ ဟုတ်တယ် တရေကိုမှပြောဟိုင်ပြနှစ်ချို့တတန်ရင်တရေကြီးပဲအကိုတို့နဲ့ပတ်သက်လိုက်မယ်အကိုအမှန်တိုင်းမိမယ်ညီကအထက်လန်းဆရာလားဆရာရင်လို့တော့မဟုတ်ပါဘူးဗျာပညာသင်တယောက်ပါဒါဆိုကွာဘလို့ပဲဖြစ်ဖြစ်အားကိုးပါတယ်ညီအကိုတို့ကိုကူညီပေးပါအကိုတို့ဒုက္ခရောက်နေလို့ပါ ကျွန်တော်တက်နိုင်တယ်တော့ကူညီမယ်အကိုတို့ကြုံခဲ့ရတာကိုအဆအဆုံးပြပြပါဟုတ်ပါပြီညီ မောင်မြဟာအိမ်ဆောက်ဖို့မြင်းကြီးရကစလို့ အိမ်ကိုပြစ်ထားရတဲ့အထိစိတ်ရှိရှိနဲ့ရှင်းပြတယ်။အောင်ထင်ဘောကအပြည့်ပြည့်လုံးစုံကနားထောင်ပြီးတော့ဒါဆိုဒီရွှေတင်းကားတွေကိုဆွဲလန့်တဲ့စိတ်ကြောင့်မကြွမလို့ပဲနဲ့လူတွေကိုဒုက္ခပေးနေတာဖြစ်မယ်။နည်းပြန်ကြရင်တော့အကြောင်းစုံကိုသိရမယ်။ဒီညတော့ကလေးကိုဒီရီမန်လေးကိုမကြမကြတိုက်ပေးပါ။ဒါဆိုကျွန်တော်လည်းမနည်းပြန်အတွက်ပြင်ဆင်ထားလိုက်မယ်။အကိုတို့တော့စိတ်ချလက်ချအိပ်ပါ။မောင်တေမော်လည်းအိမ်သားတွေကိုနှုတ်ဆက်ပြီးတော့တရားထိုင်နေ။မနေ့ရောက်တဲ့အခါမှာ မောင်ထင်မောင်ကဆေးလွက်အိမ်ကိုလွှဲအင်းကြီးကြီးရကိုရောက်လာတယ်။ပြစ်ထားတာအနေငယ်ကြာပြီဖြစ်တာကြောင့်မြေရိုင်းနေဟာနေရတဲ့ခါမှာကြီးဆိုပြီးတော့ထူထူထောင်ထောင်နဲ့ပေါရောက်လာတယ်။အိမ်ထဲကိုဝင်လိုက်တာနဲ့အားပြင်းတဲ့လှိုင်းတစ်ခုဟာသူ့ကိုလာပြီးတော့ရိုက်ခတ်တယ်။မောင်ထင်ပေါ်လဲမသိတယ်လို့ပြုတ်ပြီးတော့ခတ်တတီနဲ့အိမ်ပေါ်ကိုတက်လာတယ်။အိမ်ပေါ်ထက်မှာအိုးဘက်ခွပကန်နေဟာနေရာနဲ့မှာပြန်ကျနေတယ်။အိမ်ဆောင်နဲ့လည်းမရှိဘုရားရှင်ကဘုရားပန်းအောင်နဲ့တောက်တော်ကြီးကလည်း၆ကနေတယ်။မောင်ထင်ပေါ်က ဘုရားကျောင်းဆောင်ကိုတန်ရှင်းပြုလို့စင်မီတိုင်အမှုတိုင်ထုံးတယ်။ပြီးတော့ဘုရားရှိကိုအမြဝေးအိမ်ပပလည်းကိုစီချတယ်။ဒီရင်ကြီးဟာငလင်လှုပ်တယ်လို့တိမ့်သွားတော့လည်းခံစားရတယ်။ဒါကမုံထင်မော်ပြုံးတယ်။လာလာငါအရှိကိုလာဘာအတွက်အိမ်ထဲမလာပဲနဲ့အိမ်နောက်မှာပုန်းနေရတာလဲ။နေနေရဟုတ်လား။ဒီမြင့်ကြီးကိုဘယ်သူမှမပိုင်ဘူးလေ။ဘယ်သူတွေ့ပါလို့ဘယ်ဖရားမှမဖန်ဆင်းပေးခဲ့ဘူး။ တိတ်ကိုအစွဲလန့်ကြည့်ပါလား။ဒါကြောင့်လေဒီချိန်မှာဆိုးရွားလာတဲ့ဘဝကြီးကိုပိုင်းဆိုင်နေရတာကိုငါရှိကိုလာခဲ့။နင်းကိုဘာမှမလုပ်ဘူး။ရဲရဲတလာခဲ့။မောင်တေမောကဒီလိုပြောလိုက်ရာရဲကနေမြင်ရတဲ့အရာတခုသူ့ရှိကိုရောက်လာတယ်။ဘာအတွက်အိမ်သားလေးကိုနှောက်ရှက်ရတာလဲ။ဒီနေရာက လူစီးအတွင်းကပဲတေနှောက်ရှက်ပိုင်ခွင့်မရှိဘူး။ဒီနေရာကငါနေရာလူတွေဒီနေရာမှမနေခင်လုံခဲ့တဲ့နှစ်ပေါင်းများစွာကနေခဲ့တာ။ဒီလူတွေက ငါးပစ္စည်းတွေကိုလည်းယူတယ်။ငါးနေရာကိုလည်းဖြစ်စီပစ်တယ်။ဒါကြောင့်ငါမောင်းထုတ်တာ။တင်ကတိတ်ကိုအတ္တကြည့်တာပဲ။ငါဆိုတဲ့အတ္တဆိုကြောင့်တင်ဒီလိုဘဝမျိုးကိုရောက်နေရတာ။နေရာတကာမှာငါးပစ္စည်းငါးဥစ္စာဆိုပြီးတော့တတ်မှတ်လို့မရဘူး။ဒါတွေဟာသဘာဝတရားကပေးတဲ့ကတ္တလက်ဆောင်။တင်ရင်ကိုယ့်နောက်ကိုဘာမှပါမသွားဘူးလေ။နင်းရဲ့လူဘဝတုန်းကကိုယ်ခန္ဓာကြည့်တော့နင်းတိတော့မြေကြီးထဲကိုကျွေးခဲ့ရတာပဲမဟုတ်လား။ဒီလိုပဲရရတိုင်းမှာငါတကောကောနေလို့လည်းမရဘူး။ မသိဘူးငါဓာရီကိုနားမလဲဘူးဒါပေမဲ့ DPC တွေကငါလူဘွားတုံးကမနာမနေစူးစမ်းပြီးရှာခဲ့တဲ့အရာတွေဒီတော့ငါပိုင်နေတင့်သေးချာပြန်စဉ်းစားကြည့်ပါ DPC တွေကတင့်လူဘွားတုံးကပိုင်ဆိုင်ခဲ့တည်တာအိုတင်းသေးသွားတဲ့ချိန်ရောတင်းနောက်ကိုဘာများပါသွားလဲတင်းရှာထားတဲ့တင်းကတပြားတော့မှယူသွားလို့မရဘူးမဟုတ်လားမပါဘူးမပါလို့ကငါကစောင့်နေရတာဒါပဲလေတင်းရင်ကိုးနောက်မှာပါတဲ့အရာကြီးကို ဘလောက်ထိတွေ့ကတ်နေဦးမှာလဲမသိဘူးဒါတွေကငါအကုန်ပိုင်တယ်နေငါနေရာကနေထွက်သွားတရေကြီးကမောင်ထင်မော်ပြောတာကိုနားမထောင်မနဲ့ရန်လောက်ကလက်သီးလက်မောင်းနဲ့မောင်ထင်မော်ကိုထုတ်တတ်တယ်မောင်ထင်မော်ကအကာခွန်အင်းနဲ့ကာခွန်ထားလိုက်ရာတရေကြီးနားကိုလက်ထပ်သွားတယ်ပြီးတဲ့နောက်တရေကြီးလည်းကြောက်မက်ဖွယ်ရာရုပ်စင်းတံဖန်ဆင်းတော့၆လတယ်ဒါပေမဲ့မောင်ထင်မော်ကကြောက်လန့်မှုလုံးဝမရှိဘူးတော်တော့တင်ကျင်းတော့ကိုအမျိုးမျိုး၆လတယ်လေအလကားပဲတွန်း ွတ်ချိန်လွတ်ချိန်ရောက်ပြီးတင်တရားရပါတော့ဒီအရာတွေအကုန်လုံးကငါပိုင်တာကွာငါဘဲမှမသွားဘူးငါဒီမှာပဲနေမှာနင်းသာဒီနေရာကနေထွက်သွားပြောမရရင်ကျုပ်ကိုအဆိုးမဆိုးနဲ့တင်ဒီထက်ကောင်းတဲ့ပုံပွားကိုရောက်ဖို့ကျုပ်မှာတာဝန်ရှိတယ်ဒီတော့တင်လက်မခံလဲမတက်နိုင်ဘူးလို့ဆိုပြီးလွယ်ရည်တွေကအချုပ်အင်းကိုထုတ်ကတရေကြီးကိုချုပ်ထားတယ်ပူတယ်ငါ့ကိုလှုပ်ပေးပါငါဆိုတဲ့အတ္တဆွဲကိုဖြုတ်နိုင်ရင်တင်လှုပ်ပြီးတရေကြီးကယုံနေကြက်လေးဖြစ်တာကြောင့် နောက်ဆုံးမှာစိတ်လျှော့ကအတိတ်ဘဝကအကြောင်းကိုပြန်ပြီးတော့စဉ်းစားတယ်။ဘဝတစ်ခုမှာသူဟာအယွမ်းကိုကျွေးဝါတဲ့တကြေတယောက်ဖြစ်တယ်။သူဟာချမ်းသာကျွေးဝါသလောက်အလှူဒန်းနေတယ်။ဘေကန်ချင်းမြင့်မို့လဲတခါမှမတွေ့ခဲ့ဘူး။တနေ့မှာတကြေကြီးဟာသူ့ပစ္စည်းရဲ့တချို့တလေကိုမြေအိုးထဲထည့်ပြီးမြုပ်တယ်။သားသမီးတွေကိုလည်းဒီအကြောင်းမပြောခဲ့ဘူး။ဒီလိုနဲ့နှစ်တွေကြာတဲ့အခါဘောတဘွားကိုကူးပြောင်းသွားခဲ့တယ်။ကြံရှိတဲ့ပစ္စည်းတွေကိုသားသမီးတွေကအညီအမျှခွဲဝေပြီးတော့ယူကြတယ်။သူတို့ကတော့ ညှုံ့နှံထားတဲ့ပစ္စည်းတွေကိုဆွဲလန်းကတရေတပတ်ကြီးဘုရားကိုရောက်ခဲ့ရတယ်။တရေကြီးကသူ့ဘုရားကိုပြန်တွေးပြီးတော့နောင်တရသွားတယ်။လှုံနှိုင်းတန်းနှိုင်းရက်နဲ့မလုတန်းခဲ့တာကြောင့်အခုလိုစင်းရလာတဲ့ဘုရားကိုရောက်ခဲ့ကြအောင်ကိုလည်းသဘောပေါက်သွားတယ်။ကျုပ်နောင်တရပါပြီဆရာ။ဒီပစ္စည်းတွေကိုကျုပ်အတွက်ရေးဆိုပြီးတော့ကောင်းမွန်ကုသလုပ်ပေးပါ။ကလေးမလေးတွေကိုလည်းမဖန်ဆားတော့ဘူးလှုပ်ပေးလိုက်ပြီးကျုပ်ကိုဒီဘုရားကနေကျုပ်အောင်လုပ်ပေးပါဆရာ။တင်းစီကဒီစကားကြားတော့ ိတ်ကိုဝမ်းသာတယ်။စိတ်ကြပါတင်ဖြစ်စေခြင်းနဲ့အတိုင်းဖြစ်စေရမယ်။မနေ့ပြန်ကရရစားတင်းအတွက်ဒီအိမ်မှာကောင်းမှုကုသိုလ်လုပ်ပေးမယ်။တာတို့ခေါ်ဖို့စောင့်နေပါ။အိမ်နဲ့မှာအိမ်ချင်းကိုခေါ်ပြီးတော့အိမ်ကိုတန်ရှင်းလုပ်ပေးတယ်။ဖယားပန့်ရေချမ်းနေတယ်။တရေကြီးပိုင်ဆိုင်ခဲ့တဲ့ရွှေရင်းကားပြားတွေကိုလည်းထုတ်ပေါ်ရောင်းချပြီးတော့လိုအပ်တဲ့နေရာတွေမှာလှူဒန်းဖို့ပြင်ဆင်နေ။နောက်နေ့မှာတော့အိမ်တကြီးကိုဖုန်ကြီးပင့်ကတရားနာရေးသက်ချတယ်။ကောင်းမှုကုသိုလ်စုစုကိုလည်းတရေကြီးကိုအမြတမ်းပေးဝေးတယ်။ အဲ့ဒီကစပြီးတော့အင်ကြီးမှာဘာအနောက်ရှင်မှမတွေ့ရတော့ဘူးတရေကြီးလည်းကျွရလို့ရပုံပွားကိုရောက်ရှိသွားတယ်လို့မောင်မြတ်တို့မိသားစုလည်း